မြန်မာနိုင်ငံမှာ1948ခုနှစ်လွတ်လပ်ရေးရှာပြီးကတည်းကတမိုင်းတျှောက်မှာစစ်အုပ်ချုပ်ရေးနဲ့မဆုံးနိုင်တဲ့ပြည်တွင်းစစ်မီတောင်းလောင်ခဲ့ပါတယ်။2010ခုနှစ်ပြည်လွန်နှစ်တွေမှာဒီမိုကရေစီအစိုးရကခဏတာအုပ်ချုပ်ခွင့်ရခဲ့ပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကထပ်မံအာဏာသိမ်းခဲ့တာကြောင့်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေနံသိမ်းနေတဲ့အနာဂတ်ကရုတ်ချီးပြောက်ကွယ်သွားခဲ့ရပါတယ်။အနာသိစစ်တပ်ကရွေးကောက်ပွဲမှာဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်ကောင်းဆောင်တဲ့အစိုးရကိုဖျောက်ချခဲ့ပါတယ်။ ဒီအာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံဟာစစ်အုပ်ချုပ်ရေးကာလစီပြန်လည်ရောက်ရှိသွားပြီးပြည်တွင်းစစ်ဖြစ်ပေါ်ခဲ့ပါတယ်။၃နှစ်ကျော်ပြည့်တဲ့နောက်မှာစစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့တော်လှန်ရေးအဖွဲ့တွေရဲ့အရှိန်ဟုန်ကတရှိန်ထိုးတက်လာခဲ့ပြီးစစ်အစိုးရကတော့ခုခံနိုင်စွမ်းမရှိတဲ့အခြေအနေကိုတဖြည်းဖြည်းရောက်ရှိလာတဲ့ဆိုတာကိုသူတို့ကိုယ်တိုင်သိရှိလာပါတယ်။စစ်အာဏာသိမ်းမှုကိုလက်မခံခဲ့တဲ့မြန်မာပြည်သူလူထုက အကြမ်းမဖက်ငြိမ်းချမ်းတဲ့နှီးနဲ့စတင်ဆန္ဒပြခဲ့ကြပါတယ်။ဒါပေမဲ့အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကဆန္ဒပြသူတွေကိုရက်စက်စွာအကြမ်းဖက်ပြိုခွင်းခဲ့ပါတယ်။တိတ်မကြခင်မှာပဲထုတ်ချခံခဲ့ရတဲ့ဒီမိုကရေစီအစိုးရအဖွဲ့ကလွှတ်တော်အမတ်တွေတကြွလှုပ်ရှားသူတွေနဲ့တိုင်းသားလူနည်းစုကိုယ်စားလှယ်တွေစုပေါင်းပြီးအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ကိုတည်ထောင်ခဲ့ပါတယ်။ NUG ကပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF လို့ခေါ်တဲ့လက်နက်ကိုင်တပ်ဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။ဒီဖွဲ့တွေက နိုင်ငံအနှံ့အမှုလို့ပေါလာပါတယ်။ PDF ဖွဲ့ရဲ့ရည်ရွယ်ချက်က စစ်တပ်ရဲ့ဖိနှိပ်မှုတွေကိုခုခံတိုက်ခိုက်ဖို့နဲ့မြန်မာနိုင်ငံသားတွေကိုကာဝေးပေးဖို့ဖြစ်ပါတယ်2021ခုနှစ်စက်တင်ဘာလမှာ NUG ကနိုင်ငံအနှံ့ဆေးအစိုးရကိုပုံကန်ဆန့်ကျင်ဖို့အတွက်ပြည်သူ့ကာကွယ်ရေးတိုက်ပွဲလိုတရားဝင်ကြေညာပြီးတော်လှန်ရေးကိုအရှိန်တိုးမြှင့်ခဲ့ပါတယ်။ဒီကြီးထွားလာတဲ့တော်လှန်ရေးမှာ ဗမာတွေအများစုပါဝင်တဲ့ PDF အဖွဲ့တစ်ဖွဲ့တည်းပါဝင်တာမဟုတ်ပါဘူးမြမတော်လိုင်းရေးမှာအသက်တမျှအရေးကြီးတဲ့အပိုင်းမှာတန်းတူပါဝင်တွန်းလှန်တိုက်ခိုက်ခဲ့သူတွေကတော့ကာလရှည်ကလေးကမြမအကျန်းဖက်အာနာသိန်းစစ်တပ်ကိုလက်နက်ကင်တွန်းလှန်နေကြတဲ့တိုင်းသားလူနည်းစုလက်နက်ကင်အဖွဲ့တွေဖြစ်ပါတယ် မြန်မာလက်နက်ကင်တိုင်းရင်းသားအဖွဲ့တွေမှာအခုတော်လိုင်းရေးအတွက်အဖို့မပြတ်နိုင်တဲ့တိုက်ပွဲအတွေ့အကြုံတွေနဲ့အရင်မြင့်များစွာရှိပါတယ်။2023ခုနှစ်အောက်တိုဘာလနောက်ပိုင်းမှာတိုင်းသားလက်နက်ကင်၃ဖွဲ့ဖွဲ့စည်းထားတဲ့ရင်းအောင်၃ဖော်ဖွဲ့က1027စစ်စင်ရေးကိုစတင်ခဲ့ပါတယ်။ဒီစစ်စင်ရေးကိုတရုတ်နိုင်ငံနဲ့နယ်စပ်နီရှမ်းပြည်နယ်မြောက်ပိုင်းမှာထိုးစစ်ကြီးဆင်နွှဲခဲ့ပါတယ်။ရင်းအောင်၃ဖော်ဖွဲ့ကဒီစစ်စင်ရေးအတွင်းမြန်မာအာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ စစ်စခန်းရာပေါင်းများစွာမြို့ရွာတွေနေဆက်ဖြတ်ကျော်ဂိတ်တွေနဲ့အ धिक ကုံတွေရေလမ်းကြောင်းတွေကိုအလင်းမြန်တိမ့်ပိုက်ခဲ့တာကြောင့်မြန်မာစစ်ကစအရှိုက်ထိုးခံခဲ့ရပါတယ်1027စစ်စင်ရေးအောင်မြင်မှုကအခြားလက်နက်ကိုင်တပ်ဖွဲ့တွေကိုပါနိုင်ငံနှံ့ပူးပေါင်းစစ်စင်ရေးတွေပြုလုပ်ဖို့တွန်းအားပေးခဲ့ပြီးအထူးသဖြင့်နေဆက်ဒေသတွေမှာညီနောင်သုံးဖော်ရဲ့စစ်စင်ရေးကြောင့်မြန်မာအနာသိအကြမ်းဖက်စစ်တပ်ရဲ့အာဏာချုပ်ကိုင်ထားနိုင်မှုပြိုလဲမတက်ဖြစ်ခဲ့ပါတယ် မြန်မာနိုင်ငံရဲ့နေဆက်ကိုခြေအခံကြည့်လိုက်ရင်မြန်မာအနာသိအကြမ်းဖက်စစ်တပ်ရင်ဆိုင်ခဲ့ရတဲ့ကြောက်ကြလူပနဲ့အခြေအနေတွေကိုတွေ့မြင်ရပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့နယ်နိမိတ်ချင်းတိစပ်နေတဲ့စကိုင်းပြည်နယ်အနောက်ပိုင်းမှာတိုင်းသားလူနည်းစုလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့အာရခတပ်တော် AA ကထိုးစစ်ကိုတိတိတတ်တာအချိန်မြင့်တင်တိုက်ခိုက်ခဲ့ပြီးစကိုင်းပြည်နယ်မြောက်ပိုင်းနဲ့လယ်ပိုင်းကဒေသအလုံးကြီးပါကိုတင်ပိုက်ခဲ့ပါတယ်။ ိန္ဒိယနဲ့နယ်မြေချင်းထိစပ်နေတဲ့ချင်းပြည်နယ်မြောက်ပိုင်းမှာလည်းဒေသတော်လှန်ရေးတပ်ဖွဲ့တွေကများပြားလာတဲ့နယ်မြေတွေသိမ်းယူရရှိနေပါတယ်။အရှေ့မြောက်ပိုင်းဒေသမှာကချင်လွတ်လပ်ရေးတပ်မတော် KIA ကစစ်တပ်ရဲ့အထက်တက်စကန်တွေတရုတ်နဲ့ကချင်နယ်စပ်တခြားကမဟာဗျူဟာကျတဲ့ကုန်သွယ်ရေးဗဟိုချက်တွေကိုသိမ်းပိုက်ခဲ့ပါတယ်။တရုတ်နယ်စပ်ရှမ်းပြည်နယ်ကနေရာတော်တော်များများဟာညီနောင်သုံးဖော်ရဲ့ထင်းချုံမှုအောက်ကိုကြားရောက်သွားခဲ့ပါတယ်။၂၀၂၄ခုနှစ်ဧပြီလမှာကရင်အမျိုးသားစီယုံ KNU ကထိုင်းနယ်စပ်အနီးကအဓိကကြားတဲ့မြောက်ရီမြို့ကိုခိတ္တသိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာအကြံဖက်စစ်တပ်ကဒေသခံပြိုင်ဘက်ကင်းအဖွဲ့ရဲ့အကူအညီနဲ့ပြန်လည်တင်ပိုက်ခဲ့ပါလေ။မြန်မာအကြံဖက်စစ်တပ်ကိုအတူတော်လှန်နေပေမဲ့လက်နက်ကင်အဖွဲ့တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ကြားမှာမဟာမိတ်စုဖွဲ့မှုစေရေးစွန့်ရင်နဲ့ရွေကျက်တွေတိတိတသာကွဲပြားပါတယ်။၎င်းတို့ရဲ့ဆက်ဆံရေးမှာအမိန်ပေးတိစောက်ပုံထောက်ပံ့ရေးကွန်ရက်တွေနဲ့အဖွဲ့တွေကြားမှာရှုပ်ထွေးတဲ့ပုံစံတွေရှိနေပါတယ်။ဒါပေမဲ့လည်းညုံပေါင်းအဖွဲ့ကိုဒီလိုကြက်ကြက်ပြန့်ပြန့်ဖွဲ့စည်းထားမှုကြောင့်အကြံဖက်စစ်တပ်အတွက်အဓိကထိုးနှံမှုတစ်ခုဖြစ်ပါတယ်။ 2024ခုနှစ်မေလအစောပိုင်းကစပြီးစစ်တပ်ကတိုင်းသားလူနေစုဒေသတွေမှာစစ်ကင်းကသူတို့ထိန်းချုပ်ထားတဲ့နေမြေပိုင်းနဲ့60ရာခိုင်နှုန်းဝင်ကျင်တဲ့စစ်ကန်ပေါင်း9280တွေကထုတ်ဝန်ဒီပွားကိုလက်လွတ်ခဲ့ရပါတယ်။ဒါပေမဲ့လည်း မြန်မာအကြမ်းဖက်စစ်တပ်ကရန်ကုန်မန္တလေးနဲ့နေပြည်တော်လိုအဓိကမြို့ကြီးတွေကိုဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေမြေတွေမှာတချို့ဖွဲ့တွေကအစဉ်ပြိုင်အစိုးရစနစ်ကိုတည်ထောင်ပြီးအများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေကိုထောက်ပံ့ဖြည့်ဆည်းပေးနေပါတယ်။ဒါဟာ1960ပြည့်လွန်နှစ်တွေကတည်းကတိုင်းဒေသနဲ့ကင်တပ်ဖွဲ့တွေထူထောင်လုပ်ကင်ခဲ့တဲ့နေ့စနစ်တွေနဲ့မနီယိုးဆွဲတူတဲ့အချင်းကပ်ပုံဖြစ်ပါတယ်။2023ခုနှစ်နောက်ပိုင်းမှာစတင်ခဲ့တဲ့ကြီးမားတဲ့ထိုးစစ်ကအလှည့်ပြောင်းတစ်ခုကိုဖြစ်စေခဲ့ပြီးစစ်ပွဲကအကြမ်းဖက်စစ်တပ်အတွက်သူတွေကိုယ်တိုင်ရှင်ပြိုင်တိုက်ခတ်ရတဲ့ တိုက်ပွဲအတွင်းပြောင်းလဲခဲ့ပါတယ်။ဒါပေမဲ့တော်လန်ရေးအဖွဲ့တွေရဲ့အချိန်ဟုန်ကောင်းလာခဲ့ပေမဲ့အကြံဖက်စစ်တပ်လုံးလုံးပြိုကျသွားဖို့ကိုတက်အံ့မပြောနိုင်သေးပါဘူး။မြန်မာအကြံဖက်စစ်တပ်ကနယ်မြေတွေဆုံးရှုံးပြီးမြန်မာနိုင်ငံအလဲပိုင်းကိုဆုတ်ခွာသွားရင်တောင်စစ်ပွဲကိုဆက်လက်တိုက်ခိုက်ဖို့အတွက်အာဏာကိုချုပ်ကင်ထားနိုင်စေပါ။ဒါပေမဲ့ဒီမဟာဗျူဟာကတော်လိုင်းတပ်ဖွဲ့တွေကနေဆက်ဒေတာတွေကိုဆက်လက်ထင်ချုပ်ထားရင်ထိန်းထားဖို့ခက်ခဲလာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့နေဆက်ဒေတာတွေမှာအရေးကြီးတဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေရှိနေတာကြောင့်ဖြစ်ပါတယ်။ ဒီလိုဆိုရင်အကြံဖက်စစ်တပ်ရဲ့စီးပွားရေးကအရှိန်ဟုန်နဲ့လဲပြိုသွားနိုင်ပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ပြည်တွင်းစစ်မှားဖြစ်လာနိုင်ခြေတစ်ခုကစစ်ရှုံးလို့စိတ်ပြတ်နေတဲ့စစ်ဘက်ကောင်းဆောင်တွေကအကြံဖက်စေအုပ်စုကောင်းဆောင်မင်းအောင်လှိုင်ကိုယာတို့ကဖြုတ်ချပြီးကောင်းဆောင်အစ်တင်မြောက်ကစစ်ဆိုးရကိုပြုပြင်ပြောင်းလဲလာနိုင်ပါတယ်။ဒါပေမဲ့ဒီလိုအပြောင်းလဲလုပ်ရင်လည်းပြည်သူလူထုအတွက်အန္တရာယ်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကောင်းဆောင်အစ်ကမင်းအောင်လှိုင်ထက် ိုပြီးကြမ်းကြုတ်ရက်ဆက်လာနိုင်တာကြောင့်ပါမြမအကြမ်းဖက်စစ်တပ်တွေမှာမင်းအောင်လိုင်းကိုစိတ်ပြတ်နေတဲ့အရေးလက္ခဏာတွေအများအပြားတွေ့လာရပါတယ်။2023ခုနှစ်အောက်တိုဘာလနှောင်းပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်တွေစတင်ကြတဲ့ကအကြမ်းဖက်စစ်တပ်ကဘယ်သူဘဲဝါမခွဲခြားပဲလေကြောင်းကနေ၅ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့တာကြောင့်အရက်သားအများအပြားထိခိုက်သေးဆုံးခဲ့ပါတယ်။ အကြံပတ်စစ်တပ်ကလူနေအင်ရွာတွေကိုမိချုပ်ဖျက်ဆီးခဲ့ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလမှာအကြံပတ်စစ်တပ်ကကာလာရှီကလေးကအတုံးမပြူတာကြာပြီဖြစ်တဲ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပါတယ်။၎င်းစစ်မှုထမ်းဥပဒေအရအသက်16နှစ်မှ35နှစ်အရွယ်အမျိုးသားတွေနဲ့အသက်16နှစ်မှ28နှစ်အရွယ်အမျိုးသမီးတွေကစစ်တပ်မှာနှစ်နှစ်ကြာစစ်မှုထမ်းရမှာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကအကြံပတ်စစ်တပ်ထဲမှာစစ်သားတွေအသေးများပြီးလူဝင်အပြက်လက်နေတာကိုမိမောင်းထုတ်ပြနေပြီးပြည်သူတွေကအကြံပတ်စစ်တပ်ကိုပို့လို့တောင်းမုံသွားပါတယ်။စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံကလူထောင်ပေါင်းများစွာဟာအထူးသဖြင့်လူငယ်တွေဟာမြန်မာနိုင်ငံတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့အာဏာစက်ကွင်းလွတ်တဲ့နေမျိုးတွေနဲ့အိန္ဒိချင်းနိုင်ငံတွေကိုထွက်ပြေးခဲ့ကြပါတယ်။စစ်မှုထံဥပဒေကြောင့်ဒုက္ခရောက်ရသူတွေထဲမှာမြန်မာနိုင်ငံကလူနည်းစုရိုဟင်ဂျာမွတ်စလင်တွေလည်းပါဝင်ပါတယ်။အကြမ်းဖက်စစ်တပ်ကရိုဟင်ဂျာမွတ်စလင်တွေကိုစစ်တပ်ထဲကိုအတင်းတုပ်သွင်းနေပြီးလူမျိုးရေးပဋိပက္ခတွေလည်းဖန်တီးနေပါတယ်။တိုင်းသားပဋိပက္ခတွေဟာမြန်မာအကြမ်းဖက်စစ်တပ်ပြိုလဲသွားရင်တောင် NUG အစိုးရရင်ဆိုင်ရမယ့် နက်ဆိုင်ဆိုင်အမြင့်တွယ်နေတဲ့စိန်ခေါ်မှုတွေဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အစွန်ပိုင်းပြည်နယ်တွေကတိုင်းဒေသနဲ့နှက်ကင်အဖွဲ့အမျိုးမျိုးကြားမှာကာလရှည်ကလေးကကိုပိုင်အုပ်ချုပ်ခွင့်လိုလားမှုတွေရှိနေပြီးအကြမ်းဖက်စစ်ကောင်စီအလွန်မြန်မာနိုင်ငံမှာရှုပ်ထွေးတဲ့မြေပြင်ပကတိအတရားတွေရှိနေတာကြောင့်အနာဂတ်မှာတက်ရောက်လာမယ့်ဘယ်လိုအရသာအစိုးရမှဆိုတည်တည်ချာချာဂရုတစိုက်ဂိုင်တွယ်ဖို့လိုအပ်ပါလိမ့်မယ်။ဒါကမြန်မာနိုင်ငံရဲ့နောက်ဆက်မျက်နှာမဟုတ်ပေမဲ့မြန်မာတမိုင်းမှာအရေးကြီးတဲ့အလှည့်ပြောင်းတစ်ခုဖြစ်ပါတယ်။1027စစ်စင်ရေးမှာ လာရှုမျိုးကိုကိုကန့်တက်ဖွဲ့ MNDAA အဖွဲ့ကတင်ယူခဲ့ပါတယ်။လာရှုံမြို့ကနေစစ်ရှုံးထွက်ပြေးခဲ့ရတဲ့အကြံဖက်စစ်တပ်ရဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာလာရှုံမြို့ကိုပြန်လည်ရရှိရေးအတွက်တရုတ်ကိုခြေတလုံးဖက်တောင်းပန်ခဲ့ရပါတယ်။ပြပောက်ကိုပစင်ရို့လို့ခေဆက်ဆက်ကဝါဒါဖြန့်ကြွေးကြော်ခဲ့တဲ့အကြံဖက်စစ်တပ်ရဲ့ကောင်းဆောင်မင်းအောင်လှိုင်ကိုတိုင်ကသူ့အာဏာတည်မြဲရေးအတွက်ပြပောက်ကိုအာကိုတောင်းပန်နေရပါပြီ။တရုတ်စိုးရကသူများပြည်တွင်ရေးကိုဝင်ရောက်ဆုတ်ဖက်ပြီးလာရှုံမြို့ကိုစစ်ကောင်စီထံပြန်ပေးဖို့ကုကန် MNDAA တပ်ဖွဲ့ကိုဖိအားပေးခဲ့ပါတယ်။ တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုပေါ်ပေါ်ထင်ထင်ဝင်ရောက်ဆွဖက်လာတာဟာပြည်တွင်းစစ်မီးကိုအခုထပ်ပိုပြီးတောက်လောင်နိုင်စေတယ်လို့တရုတ်နိုင်ငံရဲ့ကြွမ်းကျင်သူတွေနဲ့နိုင်ငံရေးအသိုင်းအဝိုင်းကဝေဖန်နေပါတယ်။မြစ်တော့ပင်ဖြစ်စေဒီမိုကရေစီဆိုဒီမှာပြည်သူကစီစဉ်တာဖြစ်တာကြောင့်မြန်မာနိုင်ငံရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးမှာကမြန်မာပြည်သူတွေဖြစ်ကြောင်းတုံ့သက်တင်ပြလိုက်ရပါတယ်ခင်ဗျာ။